Google AI Studio ကိုသုံးတဲ့အခါ voice model တွေ instruction တွေအထူးသဖြင့် SSML code တွေရေးရတာနည်းနည်းခေါင်းစားရဲဟုတ် Gemini နီးပညာသုံးပြီးကျွန်တော်ကိုယ်တိုင် custom bot တစ်ခုဖန်တီးထားပါတယ် script ထည့်လိုက်ရုံနဲ့လိုအပ်တာအကုန်သူက အလိုလျောက်ချပေးမှဖြစ်လို့အခု video ကိုအဆုံးထိကြည့်ဖို့တိုက်တွန်းပါတယ်ဗျာမင်္ဂလာပါ microwave creation ကနေပြန်လဲကြိုးစားပါတယ် ကျွန်တော်တို့ AI voice အကြောင်းပြောခဲ့တဲ့အပိုင်းတက်တဲ့နည်းနည်းကိုအားပေးကြတဲ့အတွက်အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ဗျ။အရင်ဗီဒီယိုတွေမှာပြခဲ့တဲ့နီလန်းတွေကအသုံးဝင်ပေမဲ့ Google AI Studio ကိုသုံးတဲ့အခါ voice model တွေ instruction တွေအထူးသဖြင့် SSML code တွေရေးရတာနည်းနည်းခေါင်းစားရတယ်ဟုတ်အခုအဲ့ဒီပြဿနာကို လုံးဝဖြေရှင်းပေးဖို့ Gemini နီးပညာ၃ဒီကျွန်တော်ကိုယ်တိုင် custom board တစ်ခုဖန်တီးထားပါတယ် script ထည့်လိုက်ရုံနဲ့လိုအပ်တာအကုန်သူကအလိုလျောက်ချပေးမှဖြစ်လို့အခုဗီဒီယိုကိုအဆုံးထိကြည့်ဖို့တိုက်တွန်းပါတယ်ဗျာကဲအရင်ဆုံး Google AI Studio ရဲ့ပုံမှန်သုံးနေကြပုံစံတစ်ခုကိုတစ်ချက်ပြန်ကြည့်ရအောင်ဒီမှာကြည့် speech generation ကိုသုံးမယ်ဆိုရင်ဒီဘက်က voice model မှာဘာယူရမှမသိဒီဘက် instruction box မှာဘာရေးလိုက်အကောင်းဆုံးထိမလဲစဉ်းစားရအဓိကကတော့ဒီအောက်က SSML code ပါပဲ synthesis တခုခုမှားသွားတာနဲ့ voice ကကောင်းကောင်းထက်မလာတော့ဒီ acid တွေကအချိန်ကုန်ပြီလူကိုလည်းခေါင်းရှုပ်စေတယ်ဒီအလုံးရှုပ်တဲ့အဆင့်ဒီအားလုံးကိုဖြည့်ရှင်းပေးမယ်မိတ်ဆွေတလေးနဲ့မိတ်ဆက်ပေးပါရစေဒါကတော့ကျွန်တော်ရဲ့အလုပ်တွေကိုအများကြီးလွယ်ကူစေမယ် AI voice ပေါ်ပေထရပါတယ်သူရဲ့အထူးခအစွမ်းကတော့ကျွန်တော်ပေးလိုက်တဲ့ script ကိုနားလဲပြီး Google AI Studio မှာလိုအပ်တဲ့အချက်အလက်အားလုံးကိုအတင်းတုံးလို့ရအောင်တခါတည်းထုတ်ဖေးတာပါပဲ။ တော်တော်အသုံးဝင်မှသိကြတယ်။ဒီ bot ကိုသုံးဖို့အတွက်ကျွန်တော်ဗီဒီယို description မှာ link ချပေးထားပါတယ်။အရင်ကနေအခက်မဲ့ဝင်သုံးနိုင်ပါတယ်နော်။ကဲတကယ်အလုံးလောက်ရလားဆိုတာလက်တွေ့စမ်းကြည့်အောင်။ပထမဦးဆုံးကျွန်တော်တို့အတန်ဖတ်စီခြင်းနဲ့မြန်မာစာ script အတော်လေးတစ်ခုကိုဒီ bot ထဲကို copy paste လုပ်လိုက်ပါမယ်။သားမျိုးလေးသူကတေး voice modern နဲ့မင်း instruction နဲ့၃ SSMS secret ဆိုပြီးအပိုင်းလိုက်အကြည့်အကြာထုတ်ပေးတာကိုတွေ့ရပါလိမ့်မယ်အခုဒီထွက်လာတဲ့အချက်အလက်တွေကိုတစ်ခုချင်းစီ copy ကူးပြီး Google AI Studio ဘက်မှာသွားထည့်ကြပါမယ်အလုံးပီးပြီးဆိုရင်တော့ generate ကိုနှိပ်ပြီးရလက်ကိုနားထောင်ကြည့်ရအောင်မင်္ဂလာပါ microwave creation ကနေပြန်လဲကြိုးစို့ပါတယ် ျွန်တော်တို့ AI voice အကြောင်းပြောခဲ့တဲ့အပိုင်းတစ်နှစ်နှစ်ကိုအားပေးကြတဲ့အထက်အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ဗျာဘယ်လိုလဲ quality ကောင်းကောင်းတဲ့ AI voice တစ်ခုကို အလွယ်တကူဖန်တီးနိုင်သွားပါပြီ okay ဒါက script အတိုလေးတွေတော့အများအဆင်ပြေတယ်ဒါပေမဲ့ခဏနေဦးဒီ bot ရဲ့တကယ့်အစွမ်းကဒါတွေမကသေးဘူးအားလုံးကြုံကြောက်မှာပါ script အရှည်ကြီးတွေဥပမာ video တစ်ခုလုံးစာတွေထည့်ခြင်းတဲ့ခါ TDS platform တော်တော်များများမှာစာလုံးအရေးအတွက်ကန့်သက်ချက် character limit ရှိကြတယ်။စာအများကြီးထည့်လိုက်ရင်တခါတလေ generate လုပ်လို့မရတာအတန်တဝက်ပဲထွက်လာတာမျိုးတွေဖြစ်တတ်ပါတယ်။ကျွန်တော်ရဲ့ AI voice bot ကအဲ့ပြဿနာကိုပါတခါတည်းဖြေရှင်းပေးထားပါတယ်။စာအရှိကြီးထည့်လိုက်ရင်သူက generate လုပ်လို့ကောင်းမဲ့အပိုင်းလေးတွေအဖြစ် အလိုအလျောက်ပိုင်းခြားပေးပါတယ်။ကဲလက်တွေ့ကြည့်အောင် ဒီမှာကျွန်တော်ပင်ဆင်ထားတဲ့စားပိုက်ရှိကြီးတစ်ခုကိုဘော့ထဲကိုထည့်ပြီးစမ်းကြည့်လိုက်မယ်တွေ့လားဘော့ကနေ part 1 part 2 part 3ဆိုပြီး SSML script ဒီကိုအပိုင်းလိုက်တတ်တည့်ရခွဲထုတ်ပေးလိုက်ပါတယ်အခုဆိုရင်ဒီအပိုင်းတွေကိုတစ်ခုချင်းစီ generate လုပ်ပြီးကို video editing software ထဲမှာပြန်ဆက်လိုက်ုံပဲ character limit ပြဿနာကို လုံးဝခေါင်းစားစရာမလိုတော့ဘူးကဲဒီနေ့မြဝေပေးခဲ့တဲ့ကျွန်တော်ရဲ့ custom AI voice bot ကိုအားလုံးပဲအကြိုက်တွေ့မယ်လို့မျှော်လင့်ပါတယ်ဗျ prompt တွေအလိုလျောက်ထုတ်ပေးတဲ့အပြင်အခုနောက်ဆုံးပြသွားတဲ့စာရည်ကြီးတွေကိုအပိုင်းလိုက်ခွဲပေးတဲ့ feature ကပါ content creator တွေအတွက် တကယ်ကိုအသုံးဝင်ပါပါဒီ bot ကိုအခုပဲစမ်းသုံးကြည့်ကျင်တယ်ဆိုရင် video description ထဲက link ကိုတွားလိုက်ပါနော်လုံးဝအခက်မဲ့ပါပဲဒီ video ကတင့်အတွက်အကျိုးရှိတယ် သုံးဝင်တယ်လို့ထင်ရင် channel ကို subscribe လုပ်ပြီးအပိတ်ကိုမမေ့ပါနဲ့ဦးဘေးနားကခေါင်းလောင်းလေးကိုလည်းနှိပ်ထားရင်နောက်ထပ်အသုံးဝင်မဲ့ video အသစ်တွေတင်နိုင်သေးရမှာပါအားလုံးကိုကျေးဇူးတင်ပါတယ်